လေးကိုကျွန်တော်တို့ကဘုံမှာပြရှိပါတယ်ဒီဘုံမှာစတောင်းဝင်လိုက်ပါတယ်။ဘုံမှာပြောချင်တဲ့ပုံစံလေးကတော့ပုံမီကြီးကောင်းချင်ရတော့ဒါနဲ့မဆိုင်ဘူးဆိုရဲကောင်းချင်နေလိုက်ပါတယ်။တခါတော့ကကျွန်လေးတဲ့ဘောင်ကရေသမားကြီးဒီမှာနေထိုင်တာပေါ့။ဒီနေ့မှာအဲ့ဒီရေသမားကြီးကဒီနေ့ကနေ ဟာစက်ခါကြီးရှိရောက်တဲ့ခါမှာစက်ခါကြီးကထိတ်တော့ထိတ်တော့ဒီကိစ္စငါပူပြမလို့ဘူးလို့ပြောရမှာပေါ့။နွားကြီးရောက်တဲ့ခါမှာလည်းဟဲ့လေကျွတ်အဲ့ဒါနင်းနေပဲဆိုင်တာငါလည်းမဆိုင်ဘူး။အဲ့ဒီကိစ္စငါကလေးမူရတော့စိတ်တော်ဝင်သားလို့ပြောပါလေ။အဲ့ဒီလုံးနဲ့ကျွတ်လေးရစိတ်ပြတ်ပြီးတော့ဒီလိုတော့ဘုံတောင်းနေဘုလို့ရှိနေတယ်။ထိုင်ပြီးတော့ကြီးနေတာပေါ့။အိမ်ညမှာပဲ ့နောက်တော့ကအတန်ကြာရတဲ့ဒီသမားကြီးရဲ့ပြလာတာအမြင်မဆန်းတဲ့အမောင်လေးမှာတွေ့ကြည့်ရဟုတ်မောင်မောင်ကြီးကဆိုတော့ဘုတော်ကင်းမှာမိနေတဲ့ဟာကဝေးတင်နေအဲ့ဒါနဲ့အဲ့ဒီထောင်ထဲကိုခိုင်လိုက်တော့ဘုရမိနေထားတဲ့ဘုရားကြီးနဲ့ကိုက်လိုက်တာပေါ့အဲ့ဒီဒါနဲ့ဒီမကြီးမြန်မာဆင်းဟုတ်က ော့ဝတ်ကြီးကိုလည်းထောင်းလိုက်ပါတယ်။နောက်ဆုံးမှာတော့ဒေသမရှိရင်မိမမှာဖွင့်လို့ရအောင်ပေါ့ကွယ်။ဖွင့်လို့ရအောင်လည်းလည်းလည်းဖတ်တော့ကိုယ်ရေးမရှိရဲ့အတွက်ဝတ်ကြီးကိုလည်းထောင်းလိုက်ရတာပေါ့။အဲ့ဒီဖြစ်ပျက်ဒီအားလုံးကိုစက်ကလေးဟာသင်ကုန်းမှလည်းပဲကြည့်နေရတာပေါ့။ဒီပုံမြင်မိမှာဆိုရင်အရာရာကိုကိုယ်နဲ့မတိုင်ဘူးလို့မသိပဲသားတော်မိမိတို့ဟာလမ်းမှာအမိုက်အမိုက်တွေတွေ့ရင်အမိုက်တွေကောက်ပြီးလေးချလိုက်တယ်။တစ်ခိုင်းနေတွေ့ရင်ချားသူတွေမတိုင်မိအောင် ဖယ်ပေးခဲ့မယ်။ဟိုမိသားစုတွေမိသားတာမျိုးပြီးရင်ဆရာဆောင်မတွေမှာဟိုအပေါ်တက်ရင်ပစ္စည်းတွေမနိုင်ရင်ဖြစ်တာတွေဖယ်ပေးတာမျိုးအရာရာမှာကိုနဲ့မသိကြော်တာတွေတွေ့ရင်ကိုနဲ့မဆိုင်ဘူးလို့မတွေ့ပဲမိမိကိုယ်တိုင်ဖြစ်ဖြစ်ကြောင်းလည်းပြီးကိုကြီးပေးတင်ပါရဲ့လို့ပြောရင်ဒီကုန်းကိုပါရဲ့